ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးပါရကူရေးသားထားတဲ့အမရွတ်နှင့်ပတ်တီဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်အမရွတ်နှင့်ပတ်တီ ဥတု၏နနက်ခင်းတစ်ခုဖြစ်တော်လဲရာသီဥတုမှာတာတောင်းတာယာဖြစ်နေသည် နနက်9နာရီလောက်ကပင်စတင်ပြေးဆွဲနေပြီဖြစ်သည့်ခီးသည်တင်ဘက်စကားများသည်တနာရီထက်တနာရီအရေအတွက်ပုံမများပြလာသည်အချိန်မှာနနက်7နာရီလောက်ရှိပြီဖဆပလာမှတ်တိုင်တွင်ရက်လိုက်တော့တောင်းကလာပပတ်မှလာသည့်ခုနှစ်နံပါတ်ဘက်စကားပေါ်မှဆင်းသည့်ခီးသည်များတဲ့ကအမျိုးသမီးတယောက်သည် မျက်စိနားနှခေါင်လဲချောင်ဆေးရုံဘက်ခတ်တုတ်တုတ်လျှောက်လာသည်လက်ထဲတွင်ဆွဲချင်းတစ်ခုပါလာသည်အမျိုးသမီးသည်ဆေးရုံဝင်းထဲဝင်သွားပြီးဆေးရုံတန်တကအတွင် အတားအဆီးမရှိတန်းဝင်သွားသည်ဆေးရုံတွင် ရောက်သောအခါဆေးရုံ၏အပေါ်ဆုံးဓာတ်ဖြစ်သည့်ဒုတိယဓာတ်သို့တောက်လျှောက်တက်သွားသည်ဒုတိယဓာတ်ရောက်သောအခါအခန်းတစ်ခန်းထဲဝင်သွားပြီးအခန်းထဲကရေချိုးကန်နှင်းကလျက်ရှိသည့်အခန်းငယ်လေးထဲတကားဖွင့်ဝင်သွားပြန်သည် အမျိုးသမီးသည်အခန်းထဲတွင်သူဝင်လာသည့်ပွင့်ရိုက်လုံးကြီးနှင့်လုံးကြီးအနီပိန်းကိုလဲဝယ်လိုက်သည်။ဦးကောင်းပေါ်တွင်ခေါင်းဆောင်ကိုဆောင်းလိုက်သည်။အင်းကြီးမှမူအဖြူရောင်ဖြစ်သည့်ဖြင့်လဲเสียရမလို့။အခန်းတွင်မှ ပြန်ထွက်လာသောအခါအခန်းထဲဝင်သွားသောအမျိုးသမီးနှင့်အပြင်ပြန်ထွက်လာသောအမျိုးသမီးသည် တူဦးရဲပင်ဖြစ်တော်လဲတခြားစီဖြစ်သွားသည်အခန်းထဲဝင်သွားသောအမျိုးသမီးမှာတာမန်ရဲ့သူအတွင်တရန်ဆောင်နေတော်လဲ အခန်းထဲကပြန်ထွက်လာသောအမျိုးသမီးမှာသူနာပြုတ်ဆရာမတဦးဖြစ်နေသည်။နှစ်မိနစ်သုံးမိနစ်အတောအတွင်းမှာပင်သူနာပြုတ်ခေါင်းဆောင်နှင့်လုံချီနေသည်။ထိုအမျိုးသမီးကိုတာမန်ရဲ့သူဖြစ်မှသူနာပြုတ်ဆရာမတဦးအဖြစ်ဖန်တီးပေးလိုက်သည်။ရှင်နေဗုဒ္ဓဟူးနေမျက်စိခွဲသည်နေ မျက်စိနားနှာခေါင်းလဲချောင်းအထုကုစေယုံတွင်မျက်စိလူနာနှင့်နားနှာခေါင်းလဲချောင်းလူနာများကို သူနေနှင့်သူခွဲသည် ဗုဒ္ဓဟူးနေ့သည်တပတ်အတွင်းအတွင်းတိမ်ရေတိမ်စသောအရေးကြီးသည့်မျက်စိဝေနာရှင်များကိုခွဲသည့်နေ့ဖြစ်သည်။ Operation နေ့ဖြစ်သည့်ဖြင့်ဆေးရုံတွင်ရိုးရိုးနေနေမတူပဲဆရာဝေါ်များ၊သူနာပြူများ၊လူနာများလှုပ်ရှားနေကြသည်။ဆရာဝေါ်များသည်9နာရီမထိုးမီကပင် Operation ခန်းထဲတွင်အဆင်းသင့်ဖြစ်နေကြပြီ။သူနာပြူများနှင့်ဆေးရုံဝန်ထမ်းများသည် အလဲကြသည့်လူနာများကိုလူနာကန်းထဲက operation ကန်းထဲခေါ်သွားကြသည်နနက်9နာရီလောက်ကစပြီးမျက်စိဝေနာရှင်များကိုတူပီတူခွဲသည်ဆေးရုံပထမဓာတ်နှင့်ဒုတိယဓာတ်ရှိဘေးနှဖက်လူနာကန်းများ၏အလဲဦးကြောင်းလှူသွားလန်းသည် operation ကန်းထဲသွားသည့်လူနာများဖြင့်၎င်းခွဲပြီးပြန်လာသည့်လူနာများဖြင့်၎င်းလူနာများကို အခေါ်အပို့လုပ်ကြသည့်သူနာပြုများဖြင့်၎င်း ခွဲပြေးလူနာကို တင်ဆောင်လာသည့်လူနာတင်လက်တွန်းလှဲပိမြည်တမ်းဖြင့်၎င်းတပ်ဝင်လှုပ်ရှားနေသည်ခွဲပြေးသည့်လူနာများသည်လူနာတင်လှဲပေါ်၌မလုံမရှက်လူသည်အလောင်းများပမာအဆန့်သာပါလာကြသည်မခင်မီဒီနေ့ဂျူတီမရှိဘဲနဲ့ဘာလို့လာလဲလုံကြီးလဲပြေးခေါင်းဆောင်ဆောင်ထွက်လာသည့်သူနာပြုဆရာမမခင်မီအခန်းပြင်ဘက်လူသွားလမ်းပေါ်၌အခြားသူနာပြုဆရာမတယောက်ကလှမ်းမိလိုက်သည် ကျမဒီနေ့လူနာတယောက်ကိုစောင့်ရမယ်လီမနေ့ကစစ်စတာကပြောထားတယ်သူနာပြုဆရာမမခင်မေသည်ပြပြောဆိုဆို operation ခန်းရှိရာပထမတက်ဆင်လာခဲ့သည်နံပါတ်6နှစ်ယောက်ခန်းကရင်နှစ်ကလူနာသည်သူမျက်စိခွဲမြင်နေတွင် special nurse တယောက်ထားပေးပါဟုစစ်စတာကိုကြိုတင်ပြောထားသဖြင့်စစ်စတာကနေ့ကျူတီမရှိသည့်မခင်မေကို အခန်း6ကရင်နှစ်ကလူနာခွဲသည့်နေ့တွင်စောင့်ပေးရန်ကြိုတင်ပြောထားသည် မခင်မေသည် သူဆောင်းရမည်အခန်းချောင်းဂရင်နှစ်က လူနာခွဲများပြီးသွားပြီလားဟုစိတ်တထင်ထင်းနှင့်အောက်ထက်ဆင်လာသည်သူလူနာမှာယနေ့ခွဲရမည်လူနာများစီးရင်တွင်နံပါတ်3၌ရှိနေသည်ကို သူမစွာကပင်တည်နှင်ထားသည် သူ operation အခန်းဝရောက်သွားချိန်၌သူလူနာမှာ operation ခန်းထဲ၌ခွဲနေစေဖြစ်၍မခင်မေစိတ်အေးသွားသည် specialness operation ခန်းထဲကခေါ်လိုက်တော့ဆရာဝန်ကြီးအတန်း မခင်မေခန်းထဲဝင်သွားသည် ခွဲသည့်ကိစ္စပြီးစီးသွားပြီဖြစ်၍လူနာကိုမီးဖွင့်ထားသည့်တရားအားမီးလုံးကြီးအောက်ဖက်ရှိခွဲစိတ်ခုံပေါ်မှ လူနာတင်လှဲပေါ်ပြောင်းရွှေ့တင်ပေးလိုက်သည် လူနာကိုအခန်းပြင်ဘက်ထုတ်လာသည် အပြင်ဘက်တွင် လူနာပေါ်၌လွှမ်းထားသည့်အဝိဖြူကိုဖယ်ပေးလိုက်သည်လူနာမှာညာဘက်မျက်လုံးကအတွင်းတိမ်ကို ခွဲကိုရသည့်လူနာဖြစ်သည်ခွဲထားသည့်ညာဘက်မျက်လုံးတွင်ပက်တီးစီထားသည် တူနာပြိုမခင်မေသည် အခြားဆရာမတူဤအကူအညီဖြင့်လူနာတင်လဲကိုဓလေကရှိရာသို့တွန်းလာပြီးဓလေကနှင့်အပေါ်ရက်တက်လာ၏အပေါ်ရက်ရောက်သောအခါအခန်း6သို့လှဲကိုတွန်းလာသည်အခန်း6ရောက်သည်တွင်လှဲကိုဂရင်နံပါတ်2နှင့်ဘေးချင်းရှင်ကတ်လိုက်ပြီးလှဲပေါ်တွင်ပလက်လှဲလျောင်းနေသည့်လူနာကို အခြားဆရာမတူဤအကူအညီဖြင့်ဂရင်ပေါ်ဖေဖေမမပြောင်းရွှေ့ပေးလိုက်သည် ပလက်လဲလျောင်းနေသည့်လူနာ၏နေတဲ့ကိုဘေးနှဖက်ကပ်ပြီးလူနာဦးကောင်းမလှုပ်နိုင်အောင်တဲအိတ်တဲအိတ်စီကိုလည်းချပေးထားလိုက်သည်အခြားဆရာမတူသည်ကရင်ပေါ်လူနာရောက်သွားပြီဖြစ်၍အခြားလူနာများကိုအကူအညီပေးရန်လှဲကိုတွန်းပြီးအောက်ထပ်ပြန်ဆင်းသွားသည်လူနာနေ၌မခင်မေတူသာကြံခဲ့သည်မခင်မေသည်သူ့လူနာ၏ကရင်ဘေးတွင်ရပ်နေသည်ယခုမှသူ့လူနာကိုတတိချာချာကြည့်မိသည် လူနာ၏ဝဲဘက်ပားပြင်ပေါ်တွင် အမယိုကြီးနေပါကလားလူနာကိုအော်ပရေရှင်းခန်းထဲကထုတ်ပြီးခရင်ရှိရာသို့တည်ယူလာစဉ်ကမူရေကြီးတုပ်ပြဖြစ်နေသဖြင့်လူနာကို စစ်စစ်ဆက်ဆက်မကြည့်မိခဲ့ယခုခရင်မော်တွင် မလုံမရှက်ပက်လက်လဲနေသော သူ့လူနာကို နေသားတကျဖြစ်အောင်လုပ်ပေးရင်ကတည်တည်ချာချာကြည့်လိုက်တော့ခါလူနာ၏ဝဲဘက်ပါတွင် ထင်းထင်းကြီးထင်နေသည့်အမယွက်ကြီးကိုသွားတွေးသည် မခင်မေစိတ်စနှိုးစနှောင်ဖြစ်သွားသည် လူနာဤပုံမှန်သဏ္ဍာန်ကိုနှင့်ဟန်ထားကိုထက်မှန်စူးစိုက်ကြည့်လိုက်ပြန်သည် မခင်မေဤမျက်လုံးတွင်တန်လျာအရေးအယောင်လွှမ်းလာသည်လူနာမမူခွဲထားသည့်ရာဘက်မျက်လုံးကို ပတ်တီးစီထားသည့်အပြင်ဝဲဘက်မျက်လုံးကိုလည်းမှိတ်ထားသည်ဖြစ်၍မခင်မေဤအမူအရာကိုမမြင်ပေမခင်မေတင်ကားမကင်းဖြစ်လာသည် သူယုံနှင့်တတော်တူပါကလား ကရင်ချီရင်ဘတ်တွင်ချိန်ထားသည့်လူနာကပ်ပြားကိုမခင်မေးအသာဖြုတ်ကြည့်လိုက်သည်။ဥဖိုးထင်အသက်62နှစ်အတွင်းတိန်လူနာကပ်ပြားကပါကအမာရုတ်ကို ခိုင်မာအောင်လုပ်ပေးလိုက်သည်။ပါကအမာရုတ်နှင့်လူနာကပ်ပြားသည် မခင်မေး၏စိတ်ကို တမဟုတ်ခြင်းပြောင်းလဲသွားအောင်လုပ်လိုက်သည်။ကြည်စံ၊သူမှသူစေ၊သူနဲ့မှလာဆောင်နေရပါကလား။ မခင်မင်းဤတန်လျာရိတ်လွှမ်းနေသည့်မျက်နှာတွင်ဒေါသရိတ်ထက်ဆင့်တက်လာသည်မိုးပြပြတွင် ရုတ်ချီးတိမ်မဲလွှမ်းလာသည်မျက်လုံးတောက်လာသည် မျက်နှာညိုလာသည်မခင်မင်းသည်မှန်တရုတ်ကကြားထဲကဆေးရုံရှိဘက်လှမ်းမျောကြည့်လိုက်သည်ဆေးရုံမျက်နှာစာရှိမြခင်ပြင်နှစ်ခုမှစိမ်လန်းဆိုပြနေသည်မြခင်ဆက်ရှိ ပွင့်လန်းဝေစာနေသောမေမျိုးပန်း ခန္ဓမာပန်တို့သည်မြားသားကပလာကိုပန်းပြောက်ပန်းတွေတို့ဖြင့်အနာကွက်ပေးထားကဲ့သို့ရှိနေသည်လူနာထမင်းပိုခြင်းဖြစ်၍အပြင်လူများထမင်းကြိုင်ကိုစီနှင့်ဆေးရုံဝင်းနှင့်အဝင်းထွက်လုံနေကြသည်ကားလေး၅၆ဆေးလောက်လည်းဆေးရုံဝင်းနှင့်ရထားသည်ဆေးရုံဝင်းအပြင်မြောက်ဖက်ဆေးရုံကေဝါ၌အဆောင်စစ်သားသည်အဝင်းထွက်လုံနေကြသည်မြင်းချေအောင်ကားများပေါ်မှဆေးရရှိများအားအယိုသေးပေးနေရသည်မှာ လက်မအားအောင်ဖြစ်နေသည်။ကာလမကြီးပေါ်၌မြို့ပြင်မှမြို့ရင်းသို့၎င်းမြို့ရင်းမှမြို့ပြင်သို့၎င်းဘတ်စကားများဥတော်ဟုပြေးလွှာနေသည်။ပဝင်းကျင်တဝိုင်း၌ကားသံများတဝီဝီမြည်နေသည်။သို့သော မခင်မေသည် သူ့ရှိတွင်ရှိသည့်မြင်ကွင်းများကိုလည်းမမြင်။သူ့ပဝင်းကျင်တွင် ရှိနေသည့်အတန်များကိုလည်းမကြား။မန်တယုတ်ကချားတဲ့ကအဝေးတို့ ငေးမျောကြည့်ရင်ကသူ့အာယုံသည်လွန်ခဲ့သည့်36နှစ် အတိတ်ကာလစီရောက်နေသည်ကျမအဖေကိုချမ်းသာပေးပါရှင်။သူ့အဖေဦးကောင်းကို ရဲတဲ့နှင့်ထူးသက်နေသည့်အတန်ကြာရသဖြင့်အသက်73နှစ်လောက်သာရှိသေးသည့်ဇယဝိုင်းကလေးနှင့်မခင်မေသည် ပုံကွယ်နေရကမနေသာတော့ဘဲထွက်လာပြီးဓမြများကိုငိုရိုကရှ िख ိုးဦးတင်တောင်းမရှာသည်ဘာလို့ချမ်းသာပေးရမှာလဲနေမှာတည်သွားကြလားနေတို့တည်းနောင်လုံးကိုကိစ္စတုံးပြင်မယ်ချွတ်နင့်နကဓမြတယောက်ကဟင်ဟောင်းလိုက်သည်ခင်မေသည် တုံတုံရင်ရင်နှင့် သူ့ကြောက်တလုံးနကကလေးကိုချွတ်ပေးလိုက်သည် သူ့ဖေဤဦးကောင်မှဆေးကြလာသည့်သွေးစင်းရှင်ရှင်များကိုမကြည့်ရသဖြင့်မခင်မေသည်မျက်နာကိုလဝါဖြင့်အုပ်ထားလိုက်သည်အချိန်မှာ1945ခုနှစ်ဂျပန်ကိုတော်လှန်ပြီးစာဂျပန်သွားအင်္ဂလိပ်ပြန်လာ19မကူကာလာ19မကူမင်းမဲ့အခြေအနေဖြစ်နေ၍ဓမြများလူဆိုးများတစ်စခန်းထားကြခြင်းတနက်ကြီးစံကိုရေလိုဖြုံပြီးဓမြတိုက်ကြသည် မင်းမဲ့ချင်းနေကိုခွင်ကောင်းယူပြီးမိမိရန်ညှိုးထားသူကိုကိစ္စတုံးပြကြသည်။တန်လျင်မြို့နယ်ရှိတပြေကုန်းရွာနှင့်အုံးရှိကုန်းရွာသည်တကြီးတစ်ပိုင်းနှစ်ရွာတစ်ရွာဖြစ်သည်။ရွာချင်းဆက်နေသည်။အုံးရှိကုန်းရွာတကြီးသည်နှစ်ရွာလုံးကိုအုပ်ချုပ်သည်။အင်္ဂလိပ်ခေတ်ကတကြီးစိုးများ၏အကျဉ်းစိုးတိုင်းအုံးရှိကုန်းရွာတကြီးသည်သူ့ပိုင်နက်တွင်ဘရင်တစုကဲ့သို့မင်းမှုကျင်တိုင်းမင်းမှုပြီး ရွာသူရွာသားများကို မတရားနှိပ်စက်ညှဉ်းပန်းသည် အထူးသဖြင့်တပြေကုန်းရွာသူရွာသားများသည် သူ့ဖနောင့်အောက်တွင် ပြပြဝင်နေကြရ၏ BIA ခေတ်တွင် အင်္ဂလိပ်ခေတ်ကမတရားဖိုကျနေသူများရာထူးလက်မဲ့အာနာလက်မဲ့ဖြစ်ကုန်ကြသည်အုံရှိကုန်းရွာသကြီးပြုတ်သွားသည် သူ့နေရာတွင်တပြေကုန်းရွာသားဥသူတော်သကြီးဖြစ်လာသည် ထိုချိန်မှစပြီးသကြီးဟောင်းကသကြီးတဲ့အပေါ်ရန်ညိုထားတော်သည် ဖိုးထင်သည်တပြေကုန်းရွာသားဖြစ်တော်လဲအုံးရှိကုန်းတကြီးဟောင်းဘတ်သားဖြစ်သည်တကြီးတဲ့ဥသူတော်ပျက်စီးရာပျက်စီးချောင်းကိုအမြဲစပုံးခုံနေသူဖြစ်သည်ဂျပန်အပြေအင်္ဂလိပ်အဝင် စကူမကူကာလာရောက်လာတော်အခါတကြီးဟောင်းသည်ဓမြတုတ်ကြီးအားဥသူတော်အိမ်ဓမြတိုက်ခိုင်းသည်တကြီးဟောင်းကငွေဆို့ထားသဖြင့်ဓမြတုတ်ကြီးသည်ဥသူတော်အိမ်မှပျက်စီးယူယုံများမက လူကိုပါတတ်သွားသည် ဥသူတော်ဇနီးဒေါ်အေးမာမိုးထွက်ပြေးလွန်မြောက်သွားသည်။ဓမြများတဲ့တွင်ရွာကန်ဓမြလက်ထောက်ချဖိုးထင်လည်းပါလာသည်။ဖိုးထင်ရုပ်ဖြတ်ထားသည်။သို့သော သူ၏ရုပ်ပြောင်းရုပ်လွဲသည် သူ့ပါကအမာရွက်ကို ဖုံးဖိမထားနိုင်ပေ။ဖိုးထင်ပါဘော်ကအမာရွက်ကဖော်ကောင်လို့သဖြင့်ဓမြများဖမ်းမိသွားကြသည်။တော်လိုင်းတသားများသည်လည်းဥသူတော်ကိုတက်သည့်ဓမြတုတ်ကြီးကိုကွံ့မြက်ပြလိုက်သည်။ အခြားဓမြများလည်းအပြည့်အလျောက်အပြည့်တန်းပေးလိုက်လေသည်တနည်းပြီးတနည်းကုံဆုံးကြော်လွန်လာခဲ့၏လွတ်လပ်ရပြီးဒီဘက်ခင်၌ခင်မေတို့မိသားစုတပြေကုန်းမှမနေတော့ဘဲရန်ကုန်ပြောင်းလာကြသည်ရန်ကုန်တွင်ခင်မေကြောင်းတက်သည်သို့သောစေရန်တစ်နှစ်ပြီးတစ်နှစ်ကြာနေသဖြင့်ကြောင်းဆက်မနေတော့ပဲသူနာပြုတင်တဲ့တက်သည် သူနာပြုဆရာမဖြစ်လာသည်ဖိုးထင်တို့လည်းရန်ကုန်ပြောင်းရွှေ့နေပြီး အလौက္ကိုင်းအစဉ်ပြေးနေသည်ကြာရ၏ တီကြတဲ့တွင်တစ်ကြိမ်နှစ်ကြိမ်လောက်သာလူချင်းဆုံသည်ထို့ရာတွင် ဖိုးထင်ကခင်မေကိုမမှတ်မီတော့ခင်မေကသာ ဖိုးထင်ကိုသိသည်ခင်မေသည် ဖိုးထင်ကိုတသက်ကြည်နိုင်ပါမည်လားမခင်မေ၏စိတ်အာယုံသည်ဆေးရုံတွင် ပြန်ဝင်လာသည်ဒီလူနှင့်မှကြုံတဲ့ရပလီငါအဖေကိုတတ်တယ်ထဲမှာပါတဲ့လူကိုငါလာပြီးပြုစုနေလို့ဖြစ်ပါမလားသူတို့တွေကြောင့်ငါအဖေတေးရတယ် ငါတို့အိမ်တောင်လဲပြိုကွဲပျက်စီးခဲ့ရတယ်။ငါသူ့ကိုဘယ်နည်းနဲ့မှ စိတ်ကောင်းမထားနိုင်ဘူး။သူစီကဆောင်းကရမယ်အခါကျင်းငွေဟာငါအတွက်အစိတ်အပင်သာဖြစ်ဖို့ရှိတယ်။မဖြစ်ဘူးမဖြစ်ဘူး။ငါသူ့ကိုမဆောင်ဘူးမဆောင်နိုင်ဘူး။လူချင်းလဲပေးပါလို့စစ်စတာကိုသွားပြောမယ်။မခင်မေးသည်လူနာခန်းထဲကထွက်လာသည်။သို့သောအခန်းပြင်ရောက်သွားသည်နှင့် အတွေ့တစ်မျိုးပေါ်လာသည့်ဖြစ်၍အခန်းထဲပြန်ဝင်လာပြန်သည်မခင်မေကနာမငင်ဖြစ်နေသည်ကိုဂရင်တင်မလူနာကလှမ်းကြည့်လိုက်သည်သူ့လူနာကမူမျက်စိမှိတ်မြဲမှိတ်ထားသည် မခင်မေသည်သူ့လူနာဘေးတွင်ရလိုက်ပြန်သည် သူ့မျက်နှာတွင် တစုံတစ်ခုဆုံးဖြတ်ချက်ကျသွားသလိုကျေနပ်နေသည့်အမူအရာပေါ်လာသည်နှက်တို့ဖန်ရေကန်အသင့်ကြာသင်ဆိုတာဒါပဲဖြစ်မည် သူ့ကိုကလစားပြန်ချေဖို့အခွင့်အရေးကြီးသူ့လိုလိုလက်ထဲရောက်လာတာကိုညီကပြန်ပြီးဖုတ်ခါဖဲထုတ်ပြမလို့လားပိုက်ထဲတိုးဝင်လာတဲ့ယုံကို ပိုက်တွင်းကလွှတ်ပြစ်လိုက်ရင်အဲ့ဒီမုတ်ဆိုးထက်မိုက်တဲ့မုတ်ဆိုးဘမရှိ ਉ မလဲရှေ့ရောက်လာတဲ့တားကောင်ကိုရှောင်ကွင်းသွားရင်ကြားမဟုတ်ဖဲနွားဖြစ်နေမှာပေါ့ငါသူ့ကိုလှက်လှကလေးလက်စားပြန်ချေပြမယ်သူငါလက်ခုပ်ထဲကရေဖြစ်နေပြီ သူ့ကိုကလစားပြန်ချေဖို့နီးပရိရဲရင်းငါမှာတပုံကြီးခွဲထားတဲ့သူ့မျက်စိကောင်းမလားအောင်ငါကြံမယ်သူ့မျက်စိကန်းသွားအောင်ပညာသားပပနဲ့ငါလှုပ်ပြမယ်သူ့ကောင်းကိုဟိုရွှေဒီရွှေလှုပ်ပေးမယ်သူ့ပြုတ်အံလာအောင်ရှည်တိုင်မယ်ခွဲထားတဲ့မျက်စိကိုတစုံတစ်ခုနဲ့ထိခိုက်သွားအောင်ငါညံစင်မယ်ခုလိုအချိန်မှာ သူလိုက်နာဆောင်စီရမယ့်ချက်တွေများကြီးရှိသည်အဲ့ဒီချက်တွေပြက်ကွက်သွားအောင လူလစ်မှာငါသူ့ကိုရေးလာမြောင်းပေးလုံးမယ်။လှုပ်ရမယ့်အလုပ်တွေကိုမလှုပ်ပဲမလှုပ်ရမယ့်အလုပ်တွေကိုလှုပ်အောင်ငါသူ့ကိုဖျားယောင်းမယ်။သူ့မိချောင်းမင်းမဟုတ်ဘူး။ငါပြမယ့်ရေကင်းကို သူနားလဲမှာမဟုတ်ဘူး။သူကတာမန်လူနာတူ။ဘာတိတာမှတ်လို့။အဲ့ဒီနေပရီရီတုံးရင် သူ့မျက်စိကောင်းလာဖို့ခဲရင်နေ။အဲ့ရာထပ်ပိုင်းနဲ့ကလစားချိန်ဤတခြားရှိရောမလား။ မခင်မေးသည်သူ့အကြံစီကိုအကျေနပ်ကြီးကျေနပ်နေသည်သို့တော့အချိန်တိတ်မကြာလိုက်ပါမခင်မေးတယောက်စိတ်ပြောင်းသွားပြန်သည်ယခုတစ်ချိန်မခင်မေးစိတ်ပြောင်းသွားအောင် လုပ်သေးရမှာလူနာဤဝဲဘက်ပါပေါ်ကအမာရွတ်မဟုတ်တော့ပဲလူနာဤညာဘက်မျက်စီတွင် စီထားသည့်ပတ်တီဖြစ်သည်မခင်မေးသည် လူနာကိုစူးစိုက်ကြည့်လိုက်သည်သူ့မျက်လုံးသည်လူနာဤညာဘက်မျက်လုံးတွင်စီထားသည့် ပတ်တီးစီရောက်သွားသည်ဝဲဘက်ပါပေါ်ကအမာရွတ်နှင့်ညာဘက်မျက်လုံးပေါ်မှပတ်တီးသည် အကွာဝေးလက်တက်သည်နှစ်သက်လောက်သာရှိမည်တို့ရာတွင်မခင်မေဤဘဝတတန်းနိုင်မူအမာရွတ်နှင့်ပတ်တီးသည်36နှစ်လောက်ချာနေသည်အမာရွတ်ကတပြေကုန်းရွာသာဖိုးထင်ကိုကိုးစားပြုပြီးပတ်တီးကလူနာဥဖိုးထင်ကိုကိုးစားပြုနေသည်လွန်ခဲ့သည့်36နှစ်အတိတ်ကာလစီခီးလွန်နေပြီး အမာရွတ်ပေါ်တွင်ရက်နေသည့်မခင်မီအားပစ္စုပန်သို့ပတ္တီကပြန်ခေါ်လိုက်သည်ပတ္တီသည် မခင်မီ၏သူ့ဘဝမှန်ကိုသတိပြန်ရစေသည် မခင်မီသည် လုံချင်းနီကိုငုံကြည့်လိုက်သည် သူ့ကောင်းပေါ်ကခေါင်းဆောင်ကိုလက်ဖြင့်ဆန်းကြည့်လိုက်သည် ထိုခဏ၌မခင်မီသည်36နှစ်ကအဖေအသက်ခံရသည့်နဂတ်ဓမြတိုက်ခံရသည့်ခင်မေမဟုတ်တော့ပဲသူနာပြုတ်เสียမှဒေါခင်မေဖြစ်လာသည် ဥဖိုးထင်သည်လည်းလွန်ခဲ့သည့်36နှစ်ခန့်ကခင်မေဤရန်သူဖိုးထင်မဟုတ်တော့ပဲသူနာပြုဆရာမဒေါခင်မေဤလူနာဥဖိုးထင်ဖြစ်လာသည်ထိုခဏ၌ဖိုးထင်ပေါ်ရန်ညိုအပြေးနှင့်ရှိနေသောတပြေကုန်းရွာသူကလေးခင်မီးနေရာတွင် လူသားတို့ဖြစ်သည့်ဒေါခင်မီးသူနာပြုဆရာမတို့ဖြစ်သည့်ဒေါခင်မီးရောက်လာသည်ဥသူတော်မိသားစုကို မကောင်းကြံခဲ့သည့်ဖိုးထင်၏နေရာတွင်လည်း လူသားတို့ဖြစ်သည့်ဥဖိုးထင်လူနာတို့ဖြစ်သည့်ဥဖိုးထင်ရောက်လာသည်လူသားတို့သည်အခြားလူသားတို့အားရိုင်းပင်ကူညီရမည်သူနာပြုသည့်လူနာကိုပြုစုဆောင်ရှောက်ရမည်ထက်တန်အာကောင်းလာသည့်ယင်တွေယင်သည်သည် အခြားသည့်အခြားတွေများကို မခင်မေးဤအုံနောက်ထဲကဖဲ့ထုတ်ပြလိုက်သည်ဥလေးလက်ကိုအဲ့လိုနှစ်ဖူးပေါ်တင်မထားရဘူး မတော်တဆခွဲထားတဲ့မျက်စိပေါ်လွတ်ကြလာပြီးမျက်စိထိသွားရင်ဒုက္ခဖြစ်လိမ့်မယ်။သူနာပြုဆရာမမခင်မေးသည် သူ့လူနာဥဖိုးထင်ဤနှစ်ဖူးပေါ်မှလက်ကိုယူရကျင်နာစွာမယူပြီးဘေးတွင်အသာချပေးလိုက်လေသည်။ ှာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။